။တန်နာ16နှစ်အရွယ်ကောင်မလေးတယောက်ဖြစ်ပါလေ။လက်ရှိထထဲကျောင်းမှာတက်ရောက်နေပြီး အတန်းလိုက်မှာအမြဲတမ်းပထမရရှိခဲ့တဲ့သူတယောက်လည်းဖြစ်ပါလေ။ဒီတန်းပြီးရင်နောက်တန်းဒီဆောင်မွေးပြီးရင်နောက်ဆောင်မွေးတစ်ခုတွေ့ကြိုးစားပြင်ဆင်ရင်သူ့မှာအားလက်ချင်ရလို့တိတ်မရှိပါဘူး။အမြဲတမ်းသူ့မကိုသူ့မဖီးအားတွေပေးရင်ကြိုးစားနေခဲ့ပါလေ။အပြေမမပထမဖြစ်နေပြီမဲ့ သူမရဲ့ရေထဲမှာတော့နောက်ဆုံးရောက်နေတယ်လို့ခံစားနေရပါတယ်။သူမဟာအရင်ပေမဲ့နောက်နေပြီးကောင်းကောင်းအိတ်မပြောပါဘူး။အတန်းကြီးလာတဲ့အမများငငယ်တုန်းကလို မပြုံးပြော်နိုင်တော့ပါဘူး။သူမရဲ့စိတ်ထဲမှာအမြဲတမ်းပူပြီးစူးစမ်းရမယ်၊ရုံးချယ်ရမယ်ဆိုတဲ့အတွေ့အထိနဲ့ပြည့်နေခဲ့ပါတယ်။ဒီလိုနဲ့နွေဟာဒီကြောင်းမရဲ့တညက်နေခင်မှာသူမရဲ့အမေကအနာကို ယောဂအဖွားစီစစ်ပြေလက်ပြောင်းတော်လဲဖို့ပြောလိုက်ပါတယ်။အန္နာကမျက်မှောင်ကျုပ်လိုက်ပြီးအဖွားစီကိုလာအဲ့ဒီမှာဘာမှလည်းမရှိဘူး။ပြင်းဖို့ပဲကောင်းမှလို့ပြန်ပြောလိုက်တော့သူမအမေကပြောလိုက်ပြီးအဲ့ဒီမှာသမီးတကယ်လိုအပ်နေတာဘာလဲဆိုတာသိလာလိမ့်မယ်လို့ပြောလိုက်ပါတယ်။အန္နာအဖွားရင်ကို ရောက်တဲ့အခါအရာအလုံးကတိတ်ကွင်းနေတယ်လို့ခံစားနေရပါတယ်။ပဝန်းကျေကတိတ်ဆိတ်နေပြီး ကားသံတွေ လူသံတွေကိုလည်းမကြားရပါဘူးဒီအိမ်မှာသူเจ้าကလိုမျိုးအချင်းစရာတွေလည်းရှိမနေတော့ပါဘူးလက်သံတွေပန်းပင်တွေရဲ့ရနံ့တွေနဲ့ငိမ့်ချမ်းနေပါတယ်အဖေကအာနာကိုတွေးတဲ့အခါလက်ကြငယ်လေးရောက်လာပြီလားလို့မေးလိုက်ပါတယ်အာနာကရေလိုက်ပြီးအဖေသမီးကပင်မနေတဲ့ပြားတစ်ခေါင်နဲ့ပို့တူပါတယ်လို့ပြောလိုက်တော့အဖေကပြုံးလိုက်ပြီး ကောင်းပြီလေဒါဆိုရင်တော့ဒီတရားလေးဟာဥယျာဉ်ထဲမှာနားဖို့သင်ယူရတော့မယ့်အချိန်ရောက်ပြီပေါ့လို့ဆိုလိုက်ပါတယ်နောက်တစ်နေ့မနေ့6နာရီမှာအဖွားကသူမကိုနှုတ်လိုက်ပြီးတနင်္လာကိုခေါ်သွားခဲ့ပါတယ်အချိန်မရုနဲ့အန္နာဟာအဖွားနောက်ကနေလိုက်သွားခဲ့ပါတယ်ခြံနောက်တနင်္လာမှာတော့စိုက်ပြိုးထားတဲ့ပန်းလေးငယ်လေးတစ်ခုရှိနေတာကို တွေ့လိုက်ရပါတယ်အဖွားကအန္နာကိုကြည့်လိုက်ပြီး ဒီပန်းမင်လေးတွေက သမီးလို့ရမယ့်အလုပ်ပဲပန်းမင်လေးတွေကိုနှိမ့်တန်းရီလောင်းပါသူတို့ ਨੇ စကားပြောပြီးကြီထွက်လာတာကိုစောင့်ကြည့်ပါလို့ပြောလိုက်ပါတယ်အနာကအဖွားကို သမီးကနေတိုင်းအပင်တွေကိုရီလောင်းပြီးစကားပြောရမှာပေါ့လို့ပြန်မေးလိုက်ပါတယ်အဖွားကခေါင်းညှိလိုက်ပြီးဟုတ်တယ်ပြီးတော့ဘာတွေပြောင်းလဲလာတယ်ဆိုတာစောင့်ကြည့်ရမယ်လို့ပြောလိုက်ပါတယ်အစာပိုင်းမှာအနာက သူမရဲ့အဖွားခက်လို့သာလုပ်နေရတယ်။အဖွားရဲ့စကားတွေကိုနားမလည်ခဲ့ပါဘူး။နေတိုင်းအပင်တွေကိုရေလောင်တန်ရှင်းလောက်တာနဲ့ပဲအချိန်ကုန်ခဲ့ပါတယ်။ရန်သည်ငယ်ကြာလာတဲ့အခါအပင်လေးတွေကတဖြည်းဖြည်းနဲ့ကြောင်းလဲလာပါတယ်။ခြေတော်နေနဲ့အာနာဟာအဖိုးလေးတစ်ခုကပန်းပွင့်အဖြစ်ပြောင်းလဲသွားတာကိုသတိထားမိလိုက်ပါတယ်။လက်ပြလေးတစ်ကောင်ကပန်းပွင့်ပေါ်မှာညှင်းသားသားနားနေတာကို ကြည့်နေမိလိုက်ပါတယ်။သူမရဲ့မျက်နှာပေါ်ကို နေအောင်ကြီးနွနေလေးကထိတွေ့နေပြီးအေးများတဲ့လေအေးလေးတွေကလည်းတိုက်ခတ်နေခဲ့ပါတယ်။အဲဒီအချိန်မှာအမတ်တွေစူဖလားတွေလက်ခုပ်ဩဝါဒတွေမရှိပဲအချိန်ကြာမြင့်စွာမခံစားခဲ့ရတဲ့ငြိမ်းချမ်းမှုကိုပြန်လည်ခံစားလာခဲ့ရပါတယ်။တညက်နေခင်မှာအာနာဟာအဖွားကိုကြည့်လိုက်ပြီးအဖွားသမီးပါဖြစ်မှန်းတော့မသိဘူး။ဒီမှာနေရတာ ပူပြီးကောင်းလာတယ်လို့ခံစားလာရတယ်။ပြီးတော့စိတ်တွေလည်းပေါ်ပါလာပြီးပျော်ရွှင်နေမိတယ်လို့ပြောလိုက်ပါတယ်။အဲဒီကအဖွားကပြောလိုက်ပြီးငါမင်းအဲဒီခံစားချက်တွေက သမီးရဲ့စိတ်ဟာပြင်းနေတာကိုရက်လိုက်ပြီးတည်တည်ငြိမ်ငြိမ်နဲ့နေထိုင်တက်လာလို့ပဲလို့ဆိုလိုက်ပါတယ်။အဖွားကဆက်ပြီးတော့သမီးကိုလိုအပ်ချက်တခုပြောပြမယ်။ဘဝဆိုတာအပြည့်အဝမဟုတ်ဘူး။ပန်းငင်းတစ်ခုနဲ့တူတယ်။ အတင်းအကျပ်အလင်းစလိုလုပ်ယူလို့မရဘူး။ဂယုတဆိုင်နဲ့ပုံမှန်ပြုစုပြောင်းထောင်ပေးဖို့လိုအပ်တယ်။အဖွားကပန်းမလေးတွေကိုလညို့ထိုးပြလိုက်ပြီးပန်းလေးတွေဟာသမီးအတင်းအကျပ်ဖီးအားပေးတော့ကြီးလာတာမဟုတ်ဘူး။သမီးကနေတဲ့အချိန်ပေးပြီးရေလောင်းပေါင်းသိမ်ပေးလို့သာကြီးထွားလာတာလို့ရှင်းပြလိုက်ပါတယ်။ပြီးတော့ဥပမာအနေနဲ့လယ်သမားတို့ဟာ မျိုးစေ့ကိုချလိုက်ပြီးအချိန်ကိုစောင့်ရတယ်။မျိုးစေ့တွေကို မြန်မြန်ကြီးထွက်လာဖို့အတွက်អော်ခင့်နေလို့မရဘူး။နောက်တော့ရေသေးရမယ့်အချိန်ရောက်လာခဲ့တယ်။ငှက်တကောင်ဟာလည်းသူ့ရဲ့အတိုက်ကိုတေကန်းတစ်ခုချင်းစီနဲ့စိတ်ချစွာတိဆောက်ရတယ်။တနာကြီးတရထဲနဲ့ပြီးတာမဟုတ်ဘူး။စိတ်ချပြီးဂရုစိုက်လှုပ်ဆောင်ပေးဖို့လိုအပ်တယ်။အဖေကအနားရဲ့မျိုးလုံးတွေကိုစိုက်ကြည့်လိုက်ပြီးသမီးကလည်းကြီးထွားနေတာပဲ။ ။သမီးကဆက်ရတယောက်မဟုတ်ဘူး။သမီးရဲ့စိတ်ကိုကျဉ်းနာမှုနဲ့ရည်လောင်းပါ။နေရာအောက်မှာအနာပေးပြီးအေးချမ်းအောင်ထားပါလို့ပြောလိုက်ပါတယ်။အနာကအဖေရှင်းပြတာကိုနားထောင်ပြီးတဲ့နောက်နားလည်သွားခဲ့ပါတယ်။သူမရဲ့အဖေကိုကြည့်လိုက်ပြီးကျေးဇူးတင်ပါတယ်အဖေလို့တိုးတိုးလေးပြောလိုက်ပါတယ်။ဘဝမှာအောင်မြင်မှုရလဒ်တွေကိုလိုချင်တဲ့အခါအချိန်ယူဖို့လိုအပ်ပါတယ်။ အရာရာတိုင်းကမြင်မြင်ဆန်ဆန်နဲ့ဖြစ်ပေါ်လာတာမဟုတ်ပါဘူးအချို့အရာတွေဟာချစ်ချင်းမြတ်တာ အချိန်ဂရုစိုက်မှုတို့နဲ့ဖြည်းဖြည်းချင်းကြီးထွားဖို့ရည်ရွယ်ထားတာပါအပင်တွေလိုပဲကျွန်တော်တို့အားလုံးဟာ ကိုယ်ပိုင်လုံထားနေကြီးထွားနေကြတာပါတညာတဲ့နဲ့ချက်ချင်းပွင့်ဖို့မလိုအပ်ပါဘူးနေတိုင်းကိုယ့်ဘဝကိုဂရုစိုက်ပေးပြီးလှုပ်ဆောင်နေုံပါပဲဒါကြောင့်သင်ဟာပင်ပန်းနေပြီဆိုရင် ိုကိုကိုဖျားပေးနေတာကိုရလိုက်ပါစိတ်ကိုတင်းရင်သာထားလိုက်ပြီးကိုယ့်ရဲ့နှလုံးသားကိုအေးချမ်းမှုဆိုတဲ့ရည်လောင်းပါအသက်ကိုပြပြရှုသိမ်းလိုက်ပြီးစိတ်ဖိစီးမှုဆိုတဲ့ပေါင်းပင်တွေကိုနှုတ်ပြလိုက်ပါဒီနေ့ကြရင်တင်းရဲ့အောင်မြင်မှုဆိုတဲ့ပန်းကလေးဟာလှပပြည့်စုံစွာပွင့်လန်းလာပါလိမ့်မယ်ကျွန်တော်ရဲ့ channel လေးကမိတ်ဆွေတို့ရဲ့အကျိုးချစေမဲ့ဗီဒီယိုလေးတွေကိုအမြဲတမ်းတင်ဆက်ပေးနေတာဖြစ်တာကြောင့် like and subscribe လုပ်ထားပေးဖို့အကြံပြုပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ